ဂျူနီယာကိုဘရိုနီကာကဝိတ်တောင်စီယူပြီးကစားခဲ့လို့အနိုင်ရခဲ့တာလား ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကြောကြောင်း MMA Sport Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ Brownie Gogoro Junior Fighters ကိုအသာယူပြလိုက်ပြီးသူမရဲ့ဝမ်းချက်မျက်ရှိကစားသမားဘွားပထမအဆုံးသောနိုင်ပွဲကိုရယူလိုက်နိုင်ပြီပဲဖြစ်ပါရစေ။ဒီနိုင်ပွဲရရှိခဲ့ခြင်းဟာ Brownie ရဲ့ပွဲချို့ပြင်ဆင်မှုအကောင်မောပွဲချိန်တွင်နီးစနစ်တကျနဲ့ပြင်ဆင်လာတဲ့အချိန်ကွက်တီဝင်အောင်တိုက်ပွဲဝင်သွားနိုင်ပုံတွေကချီးကျူးစရာဖြစ်ပါရစေ။ဒါပေမဲ့နိုင်ပွဲရရှိခဲ့ခြင်းနဲ့ပတ်သက်လို့ Brownie ရဲ့အရေးချင်းကိုပြေဝယုံကြည်ထားလိုက်လို့မရပြန်သေးဘူးဆိုပြီး တော့လေဝေဖန်သူတွေရှိနေပါတယ်။တချို့ဆိုရင် Bronica ကဒီပွဲမှာ Junior Fedor ကိုဝိတ်ချိန်အများကြီးအသာစီးဟောင်းယူပြီးရှင်ပြိုင်တိုးတက်သွားနိုင်ခဲ့တာကြောင့်အခုလိုလွယ်လင့်တကူနိုင်ပွဲရရှိသွားတယ်လို့လည်းပြောဆိုနေကြပါတယ်။ဒီလိုပြောကြားမှုတွေကတော့သိပ်ပြီးအိပယ်မရှိလာပါဘူး။ဝေဖန်နေဆိုရမှာကိုယ့်ရဲ့ဝေဖန်မှုကအချက်လက်နဲ့တကွပြည့်ပြည့်စုံစုံရှိဖို့လိုပါတယ်။ဘလို့ကြောင့်ဒီလိုပြောရတယ်လဲဆိုတဲ့နောက်ခံအကြောင်းအရာကိုပြည့်ပြည့်စုံစုံနဲ့ခိုင်ခိုင်လုံလုံပြောပြရမှာဖြစ်ပါတယ်။ Fighter တယောက်ကိုရောင်းတဲ့ တွေမကောင်းတဲ့အချိန်မှာဝေဖန်တာမျိုးတွေလောက်တာကလက်ခံပါရယ်ဒါပေမဲ့လိုအပ်ချက်တွေကိုတက်နိုင်သမျှအချက်လက်တွေနဲ့ထောက်ပြဝေဖန်တင်ပါရယ်ဒါမှလည်းကြိုးကြောင်းစီလိုမှုရှိတဲ့ဆိုရင်ဖိုက်တာတွေနေနဲ့လည်းပြုပြင်တင်တော်ကိုပြုပြင်ဖို့အတွေးဝင်လာစေနိုင်ပါရယ်ဒီလိုမှမဟုတ်ပဲမျက်စိနဲ့မတင်ငါတော်လေးတွေ့ရုံနဲ့သူများပြောတာလေးတွေကိုကြားရရုံနဲ့ဘာမှမဟုတ်ပဲသူများတွေရှာဖွေတင်တာကို copy ပြန်လိုက်ကူပြီးတင်ထားတဲ့တာဆန် page တွေကနေတာဆန်အုံနောက်တွေနဲ့ရေးထားတဲ့စာရီလောက်ကိုဖတ် တိုင်းယုံနေတော့ဝေဖန်တာမျိုးတွေကိုဘရနီကောင်းမမဟုတ်ပါဘူး။အဲဖိုင်တာကောင်းမလက်ခံမမဟုတ်ပါဘူး။အရင်ဆုံးဖိုင်တာမနှစ်ယောက်ရဲ့အချက်လက်တွေကိုတစ်ချက်လောက်ကြည့်လိုက်ကြရအောင်ပါ။ဘရနီကရဲ့အရက်ကောင်၅ပြည့်နဲ့လေးလက်မကွဲ ဖြစ်ပါရယ်။ဂျူနီယာဖက်တက်စ်ကတော့အရက်အမြင့်၅ပြည့်တလမကျော်လောက်ပဲရှိပါရယ်။ဒါကြောင့်အရန်မောင်းပိုင်းမှာဘရနီကောင်ကပိုအားသပါရယ်။အရန်မောင်းအားသချက်ကဘယ်နည်းကိုပါစကားပြောတော့တယ်လဲဆိုရင်ဖိုင်တာရဲ့လက်တံရီရောင်းရှိနိုင်မှုအပိုင်းတွေကိုပါစကားပြောတော့ပါရယ်။ဘရနီကောင်ကဂျူနီယာဖက်တက်စ် က်အရက်ပုံမြင်တော့လက်တန်ရီရှောက်တာကပို့သားပါတယ်ဒီလိုခြေတွေကြောင့်အကွာဝေးတာတေချာလေးထိမ့်ထိုင်မယ်ဆိုရင်ရလက်ကောင်းရဖို့ညာပါတယ်တကယ်လဲပွဲတွင်းမှာဘရနီကဟာဒီအာသချက်ကိုအမိရအသုံးချသွားနိုင်ကြတာကိုတွေ့ရပါတယ်လက်တန်ရီရှ်ကွာမှုကိုဘရနီကကခွင့်ရကောင်းကောင်းယူပြီးဂျူနီယာဖက်ဒက်စ်ကိုလုံးဝမလန်နိုင်အောင်တောက်လျှောက်ဖိအားပေးထိုးသက်သွားနိုင်ခဲ့ပါတယ်ဂျူနီယာဘက်ကကောင်တာလက်သီးတွေလှိလှိမြမြနဲ့ပြန်ဝင်လာပေမဲ့ဘရနီကကအကောင်းဆုံးဂိုင်းတွေသွားနိုင်ခဲ့ပါတယ်ပွဲကြည့်ကြလေးလေးဒါကပို့ပြီးတော့တိတ ာလေးလေးဖြစ်ပြီးဂျူနီယာကပထမခြေတဝက်ကျော်လောက်ကနေစာလို့အလဲတို့ခံလိုက်ရတဲ့ချိန်တည်းအောက်လူဖြစ်နေခဲ့ပါတယ်။ဗရိုနီကာဟာဒီပွဲမှာသူမရဲ့တက်လုံပိုင်းနဲ့ပတ်သက်ပြီးတော့ဗရာနဲ့ပွဲမှာတော့ငါလိုထပ်မဖြစ်အောင်တေချာလေးဖြစ်စင်လာခဲ့တာကိုတွေ့ရပါတယ်။နောက်တစ်ချက်ကဗရိုနီကာကပဲဒီပွဲမှာဝိတ်တွေအများကြီးအသာစီးယူပြီးထိုးတက်သွားခဲ့တယ်လို့လုံပြောနေကြတဲ့တာဇန်တွေကိုအချက်လက်တစ်ခုလောက်ပြန်ပြီးထောက်ပြချင်တာပါ။ဂျူနီယာဖက်တက်ရဲ့ခန္ဓာကိုယ်၄ချိန်က115ပေါင်လောက်ရှိပြီးဗရိုနီကာက118ပေါင်ဖြစ်ပါတယ် ်ဒါကြောင့်တို့နှစ်ယောက်ကြာမှာဝိတ်ချိန်ကွာဟမှုကနှစ်ပေါင်းလောက်ပဲရှိပါတယ်ဒီတက်မပေါ်ပါဘူးဂျူနီယာကအရက်အရန်ပုတ်နေတာကြောင့်သာဘရော်နီကာတက်လူကောင်အရန်သေးသလိုဖြစ်နေတာပါဝမ်းမပါဝင်ရှင်ပြိုင်နေတဲ့ဝိတ်တန်တီးတီးမှာဝိတ်တန်တခုရဲ့အနည်းဆုံးကနေအများဆုံးသတ်မှတ်ချက်ကိုလေးချိန်ကွာကြာမှုက10ပေါင်းလောက်ပဲပေးပါတယ်ဥပမာပြောရရင် ခုဘရော်နီကာတို့ရှင်ပြိုင်ခဲ့တဲ့ strong weight တန်ရဲ့အနည်းဆုံးကိုလေးချိန်က135ပေါင်းဖြစ်ပြီးအများဆုံးကတော့125ပေါင်းဖြစ်ပါတယ်ဒါပေမဲ့ဘဲဖိုက်တာမျိုးမ မဆိုသူတို့ရဲ့ကိုလေးချင်းကိုဝေတန်းရဲ့အများဆုံးခွင့်ပြုတဲ့ပမာဏနီပါလောက်မှသာထားရှိကြတာများပါတယ်။ဥမာ125ပေါင်တန်းမှာထိုးရဲဖိုင်တာတွေက124ပေါင်ပတ်ချလေးလောက်မှပဲသူတို့ရဲ့ကိုလေးချင်းကိုထားရှိအောင်စ조사ပြင်ဆင်နေရှိပါတယ်။ဘသူကမှဝေချိန်များကြီးအကျော်ပေးပြီးမထိုးပါဘူး။သူတို့ကကဘာနဲ့ရင်မောင်းတန်းပြီးပွဲရင်ရှင်ပြိုင်ကစားနေတာပါ။ဒါဆန်အုံနောက်တွေထတော့အများကြီးတာပါတယ်။ဒါကြောင့်ခုနိုင်ခဲ့တဲ့ပွဲမှာဘရော်နီကာကဂျူနီယာကိုဝေတွေများကြီးအသာစီးယူပြီးထိုးခဲ့တာမျိုး ျိုးတော့လုံးဝမဟုတ်ပါဘူး။သူမရဲ့ပြင်ဆင်မှုတွေကောင်းလွန်လို့သာအနိုင်ရရှိသွားတယ်လို့ဆိုချင်ပါတယ်။ဟုတ်ကဲ့ပါရှင်။ view လေးကတော့ဒီလောက်ပါပဲ။နောက်နေ့မှလည်း MMN နဲ့ပတ်သက်တဲ့သတင်းကြော်တွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျမတို့ရဲ့ page လေးကို like and follow လုပ်ပြီးဒီ view လေးကို share ပေးဖို့ပြောရင်လည်းနှုတ်ဆက်လိုက်ပါစေရှင်။ Facebook ကစားလို့ပါကတက်တွေထားတဲ့ page လေးမှာစောက်စားလို့ရပါတယ်။ promo code SYSML ကိုအသုံးပြုပြီး100% bonus ရယူလိုက်ပါ။